အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့လိမ့်စိတ်နေပါတဲ့မိကလေးတွေကို ဒီလိုအစာစာရိကျွေးပေမောက်လိန်စိတ်ထန်လာကြမှာဆိုတဲ့အကြောင်းလေးတင်ဆက်ပေးကြပါမယ်။အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားသင့်တဲ့အမဲလိုတရေသေးပေးစားပေးဝမ်းပြဝမ်းလျှောဖြစ်ခြင်းအကြောင်းအရင်ပြောပြမယ်နော်။အဲ့တော့ပြီးမှပဲလိန်စိတ်နေပါတဲ့မိကလေးတွေကိုဒီလိုအစာစာရိကျွေးပေမောက်လိန်စိတ်ထန်လာကြမှာဆိုတဲ့အကြောင်းလေးနဲ့တင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါလို့။အမဲလိုတရေသေးပေးစားပေး ဝါပြတ်ဝါရော့ဖြစ်ခြင်းအကြောင်းအတိမတရက်အတောင်းမဝဲအရွယ်မှာလှဖက်လို့တင်စားရတော့အောင်တရက်သည်ဆိုတော့လူဆိုင်များလာတဲ့အစားအစာအသေးအနံတစ်ခုဖြစ်ပါတယ်အခုလိုမျိုးရတိမဆိုရင်တရက်သည်ရင်းလှလိုက်ပေါင်းများတတ်တဲ့ကျမတို့မြန်မာနိုင်ငံမှာတရက်သည်အမျိုးအစားများစားလဲရနိုင်ပါသေးတယ်တရက်သည်ကလည်းအမျိုးအစားလိုက်အနက်အရာသားလေးတွေကလည်းကွာလီတော့လူတွေအတိုင်းပေါ်တရက်သည်ကတာမန်အဖြစ် အနက်အရွာသားကောင်းမွန်ရုံသားမကသက်သာတဲ့အမြင့်တန်းဖိုင်ဘာပြည့်ဝတဲ့အသေးနဲ့တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တန်ဆိုင်လိုမျိုးဆိုသလိုသိရသိနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့ပြဿနာလေးတွေကိုဒီနေ့ရှင်းပြချင်ပါတယ်။သိရသိမှမဟုတ်ပါဘူး။ဘယ်သိမစိုးမဲ့တဲ့အချိန်တွေဆောက်ပြီးဆောက်မှပူပြီးဆောက်လို့ကောင်းတော့တဘာဝပါ။ဒါပေမဲ့လူတွေတရိမပြုတ်မိတာကအသေးတွေကပူပြီးအမက်လော်လာလေးလေး အသည်ရဲ့အထုတကပုံမြင့်တက်လာလေးလေးဖြစ်ပြီးဒီလို အမဲ့လုံတဲ့အသည်တွေကိုစောင်းမိတဲ့သူတွေမှာတော့အစာချေစနေနဲ့ပတ်သက်တဲ့ပြဿနာတွေဇက်တိုက်ဖြစ်လာတော့တာပါပဲအသည်တကူရင့်မဲ့ခြင်းဆိုတဲ့ကိစ္စမှာပြောင်းလဲမှုတွေအများကြီးရှိပါတယ်အနက်အရောင်အရာသာအတည်းအတွင်းစရဲပြေပါလက္ခဏာတွေပြင်သစ္စာတဲ့ organic တာတို့ထပ်ပေါင်းနေပါပြောင်းလဲမှုရှိပါတယ် အသေးရေမှာဆိုရင်အီတာလီလိုခေါ်တဲ့တပ်ပေါင်းတစ်ခုက အသေးအနှံလေးရှင်းပေးဖို့အတွက်အတေကတာဝန်ယူပါတယ်။အီတာလီပါဝင်မှုကအသေးတစ်ခုနဲ့တစ်ခုလဲပမာဏမတူညီကြပါဘူး။ဥပမာပြောရရင်ငပြောသီးကခိုးဆုပ်ပြီးရက်အနေငယ်အသားမှာမှဲ့တက်ပေးမယ်။ဒူးရင်သီးလိုအသေးဆိုရင်တော့မှဲ့ဖို့အတော်လေးအချိန်ယူပါတယ်။ဒါဟာအီတာလီတပ်ပါဝင်မှုအနေများပေါ်မှာမူတည်ပါတယ်။ ောက်တစ်ခုကတော့ပါဝင်တဲ့သစားဓာတ်ပေါင်းတည့်ရသေးမှဆိုရင်သစားဓာတ်သုံးမျိုးပါဝင်တယ်သစားဓာတ်ပါဝင်မှုက အများဆုံးဖြစ်ပြီးခြေဖြဲရအခက်ဆုံးသစားဓာတ်ဖြစ်ပါတယ်ဒီလိုခြေဖြဲရခတ်တဲ့သစားဓာတ်တွေကဥကကောင်းမွန်စွာဆုပ်ယူခြင်းမပြုနိုင်ပေဥမာကြီးစီကိုရောက်သွားတဲ့အခါမှာတော့ရောဂါပိုးတွေများလာတော့တာပါပဲဒီမကြီးမြောက်မှုတွေကြောင့်လေပွားခြင်းပိုင်နာခြင်းရေပူခြင်းဝမ်းပြဝမ်းလျှောဖြစ်ခြင်း စတဲ့ကထဏာတွေထည့်လာနိုင်ပါတယ်။ဒီအခြေအရာကိုမွေးကင်းစာကလေးတွေမှာပို့တွေ့ရနိုင်ပါတယ်။ဥပမာကလေးငယ်လေးတွေကို အသိစကြွေးတဲ့အချိန်မှာဝမ်းပြတာမျိုးစားဖို့ကြားမိတယ်မှာတယ်။အမိုက်လိုနေတဲ့တရက်သေးတွေကိုနှစ်မျိုးလိုပဲဖြစ်ဖြစ်စားလိုပဲဖြစ်ဖြစ်မစားသင့်ပါဘူး။ဒီလိုစားသုံးခြင်းကလေပွားခြင်းအဆောင်မကြေခြင်းဖိုက်ရခြင်းဖိုက်မအိမ်မသာဖြစ်ခြင်းအော်အန်ခြင်းဝမ်းပြဝမ်းချော်ဖြစ်ခြင်း စရိတ်ပြဿနာတွေတုံ့ပြန်နိုင်ပါတယ်။ဒီလိုမျိုးအဆောင်မရွေးလို့ဝမ်းပြဲဝမ်းဆောဖြစ်ခဲ့ရင်တော့ပထမအဦးဆုံးရေတက်ကိုပြန်လဲဖြည့်တင်ဖို့လိုအပ်ပါတယ်။အစာအသောက်ကိုလည်းပုံမှန်စားသောက်ဖို့လိုအပ်ပြီးနေ့နေ့နဲ့ခဏခဏစားခြင်းကအဆောင်ကျေဖို့အတွက်ပုံမှန်လွယ်ကူစေပါတယ်။အရေးကြီးတဲ့အချက်ကတော့သစာတစာကမောက်ကမောက်ဖြစ်သွားတဲ့ဥရင်းသက်ရှိနေတွေကိုပြန်လဲညီမျှစေဖို့ပရိုဘိုင်ယိုတစ်ဖြည့်တင်ဖို့လိုအပ်ပါတယ်။ ဆက်လက်ပြီးတော့အမျိုးသမီးတွေကိုသွေးသောဇာတ်နာမြင့်ထက်စေပြီးလိမ့်စိတ်တကြစေတဲ့အဆောင်တောင်များကြောင့်တည်ဆပ်ပြီးမှာပါတော့အဆောင်တောင်တဲ့လိမ့်စိတ်ဆန္ဒဆိုတော့အမြင့်တစေဆင်နွယ်နေတတ်ပါတယ်ဘလူးစားစားတွေကိုစားတော့ရေးလိမ့်ကိန်းစားမှဆွမ်းစားဝေးကောင်းတဲ့လိမ့်စိတ်ကိုနှူဆောင်းနိုင်နေဆိုတဲ့ပြောစကားတွေကိုအမြင့်နဲ့စားခဲ့ဖို့မြင်ထင်ပါတယ်ရှင်တို့အမျိုးသားတွေကမကောင်းကျမတို့အမျိုးသမီးမှလည်းလိမ့်စိတ်ကန်စားချက်က အတိုင်းအတာတစ်ခုတည်းရှိနေတာမို့စမရူရဲ့စိတ်ဆန္ဒကိုမြင်တင်ပေးနိုင်တဲ့အစာအစာတွေရလဲတဘာဝလောကထဲမှာရှိနေပါတယ်။ကျမတို့အမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒဟာအမျိုးသားတွေလောက်တော့ရိုးရှင်းလေးမရှိပါဘူး။ရာသီဆုံးဝစိတ်ပြေစေမှုအခြေအနေနဲ့တခြားသောပတ်ဝန်းကျင်အခြေအနေတွေရဲ့တည်ရမှုရှိပါတယ်။သာသောအမျိုးသမီးတယောက်ရဲ့ပွင့်လင်းတဲ့ဆန္ဒကိုတင်းတင်းကပ်ပါမြင်တွေ့ဖို့တဏှာပြင်း လိမ့်စိတ်ထန်နေတဲ့အမျိုးသမီးကိုတိတ်တိတ်တန့်တားစေနေရဖို့ဆိုတော့ခက်ခဲပါတယ်။ဒါပေမဲ့တစ်ချို့သောအစားစားတွေကတော့ကျမတို့အမျိုးသမီးတွေရဲ့အတွင်းစိတ်တွေကခံစားချက်ကိုပုံဝင်ခိုင်မအားကောင်းလာအောင်တွန်းအားပေးနိုင်ပါတယ်။ဘလို့အစားစားမျိုးတွေကအမျိုးသမီးတွေရဲ့လိမ့်စိတ်ဆန္ဒနဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တယ်ဆိုတော့လေးလာကြည့်အောင်နော်။ခင်ကိုရွယ်ခင်ကိုပင်ကလုံခဲ့တဲ့နှစ်သားမောင်190လောက်တည်းက ခဝါပေါ်မှာရှိနေတဲ့အပင်မျိုးစိတ်တမျိုးဖြစ်ပါတယ်။ဒီအပင်ရဲ့အရွယ်ကိုအသုံးပြုပြီးစိတ်ဝအမျိုးမျိုးထုတ်လုပ်ကြသလိုအမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒကိုမြင့်တင်ပေးနိုင်တဲ့ဓာတ်စာတမျိုးဖြစ်လဲသတ်မှတ်ခံထားရပါတယ်။ဒါသောခေကိုရဟာသမားတို့ကိုလိင်စိတ်ထန်စေပါတယ်။နောက်တစ်မျိုးကတော့နမိတ်ကျော်ချင်းစင်းပဲဖြစ်ပါတယ်။စင်စင်တွေဟာရှင်တို့အမျိုးသားတွေတွေ့တာမကပါဘူး။ ကျမတို့အမျိုးသမီးတွေရဲ့နိုင်မှုစွာဆောင်ရည်နဲ့စိတ်ရောထက်သန်မှုကိုလည်းမြင်သိနေနိုင်ပါတယ်။နောက်တစ်မျိုးကတော့ဂုံကမန်လို့ခေါ်ပါတယ်။ဆပ်ပရိုလို့အနောက်တိုင်းမှာခေါ်ဆိုကြတဲ့ဂုံကမန်ကလည်းကျမတို့အမျိုးသမီးတွေအတွက်အကျိုးကျေးဇူးတွေပေးဆွနိုင်ပါတယ်။ဂုံကမန်ရွက်ကိုလေးဘက်လောက်မိဝဲရင်စွမ်းဆောင်ရည်မြင်လာမယ်လို့အဆုံးရှိပါတယ်။တောက်စရာအနေနဲ့ဆိုရင်တော့ဝိုင်းနေဝိုင်းနဲ့လိမ့်စိတ်ဆန္ဒကခွဲလို့မရအောင်ရှင်နေတတ်ပါတယ်။အနည်းရောဝိုင်းလေးတစ်ခွက် လာရောက်ဖြားတဲ့ညနဲ့ရွှေဖိုလိုင်မောဝဲအချက်စိန်တို့ထားဖို့ကအဆဟတကူပမာပုံရိပ်တင်နေတတာမျိုးပါတနောက်ကိုကိုနေတုံကပြုလုပ်ခဲ့တဲ့လေလာမှုတကူရာဆိုရင်အနေရောင်ဝိုင်းကိုသိမ့်လျော်ယုံပြီးဝဲတာဟာအမျိုးသမီးတွေရဲ့လိမ့်ဆဆောင်ရည်ကိုပုံမှုမြင့်တက်စေတယ်လို့ဆုံထားပါတယ်နောက်တစ်ခါရိုးရှင်းတဲ့အသေးပါဖန်သေးယုံချင်ယုံမယုံချင်နေပါဖန်သေးတွေဟာအမျိုးသမီးတွေရဲ့လိမ့်ဆိုင်ဆန္ဒကိုကောင်းကောင်းတုံအားပေးနိုင်ပါတယ် ိလာချက်တကူရဆိုရင်နေ့စဉ်ဖန်သီးစာပေရေးစမ်းဆောင်ရေးဒေါ်လာလီမဲလို့ဆိုထားပါတယ်။နောက်တစ်ခုကတော့ချစ်သူများနေမှာအသုံးပြုစားတဲ့ချောကလက်ချောကလက်နဲ့အခြေကချစ်သူများနေရဲ့တေကေတာပါ။ချောကလက်ဟာလိမ့်ဆုံးဝယ်မှုနဲ့ဆက်ရွယ်နေဆုံးတဲ့အယူဆကနေ့ညာစီတည်နေနေတဲ့ယူဆချက်တကူဖြစ်ပါတယ်။တနောက်ချခုနေတုန်းကပြုလုပ်ခဲ့တဲ့လိမ့်လာချက်တကူရချောကလက်စားသုံးပြီးဟာအမျိုးသမီးတွေရဲ့လိမ့်ဆန်းစားရေးပေါ်တက်ရောက်စေတယ်လို့ဆိုထားပါတယ်။ ။နောက်သောက်စရာတစ်မျိုးကတော့ coffee ။ coffee စနစ်သက်သူတွေအတွက်ကတော့တရင်ကောင်းပါပဲ။ coffee ကစိတ်ကိုလုံးစားစေတာမို့လိမ့်ဆက်ဆိုင်ရာမှာလည်းပုံမှုတကြွစေတယ်လို့ဆိုထားလို့ပါ။ဒါပေမဲ့တနေ့ကို coffee လေးခွက်ချပို့တော့ရင်ဘေးအတွက်ဆိုကြိုရှိတိုင်းတော့ကိုလည်းသိထားဖို့လိုပါလိမ့်မယ်။ပြားရည်ပြားရည်ကလည်းတစ်ဆင့်ထွက်ရှိလာတဲ့အတီအောင်စတဲ့တစ်မျိုးကလည်းအမျိုးသမီးတွေရဲ့လိမ့်ဆန္ဒကိုမြင့်တင်ပေးပါရယ်။ strawberry strawberry တွေကအမျိုးသမီးတွေကို လွှဲစိတ်အောင်ကောင်းစေတယ်လို့အဆုံးရှိပေမဲ့တိကျရရတဲ့သက်သေပြချက်တော့မရှိသေးပါဘူး။ကမာစိန်ကမာအမျိုးသားတွေရဲ့လိမ့်စဆောင်ရေးကိုမြင်တယ်မေလို့လူသိများပါတယ်။ဒါပေမဲ့အမျိုးသားတွေတွေမကားပါဘူး။အမျိုးသမီးတွေကတော့အကျိုးဖြစ်ထွန်းစေတာပါ။ငပြောသည်ငပြောသည်ကလည်းလိမ့်စနာကိုတုံအားပေးနိုင်ပါတယ်။လိမ့်စနာမိဝဲရဲ့တိတ်တာတဲ့ဒူချောင်မိုးတွေကြုံလာလိမ့်မယ်လို့တိုက်ပန်နေစာလေးလာသတိရဆုံထားပါတယ်။အလုံးအလုံးစားရဲ့ တင်းသားဖွင့်ပြတယ်လို့လူပြောများပေမဲ့တကယ်တမ်းမှာတော့အမျိုးသမီးတွေရဲ့နေဆဆောင်ရေးကိုမြင့်တင်ပေးတာပါဒါတွေကတော့သမာရုံမိကလေးတွေရဲ့လိမ့်ဆက်ကိုမြင့်တင်ပေးပြီးတွင်းသားဆန္ဒထူဆောင်ပေးနိုင်တဲ့အစားအသောက်တွေပဲဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အသားလေးကိုတော့ဒီမှာပဲရှင်းလင်းဝေပြုပါရှင်နောက်ထပ်လည်းသမာရုံ channel ကနေကိုသူတော်ဖြစ်စေမဲ့အစားလေးတွေကိုရွေးချယ်တင်ဆက်ပေးပါမို့စောင့်မျှော်ပေးကြပါဦးရှင် တရှိဝဘေးကစားတဲ့ပြည်သက်တရားစီစီကိုကျေးဇူးတူပဲတရှိပါရရှင်။